အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. 9ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့နိုင်ငံဘန်နာငွေတွေကိုခိုးဝင်ကျူးကျော်ရီအတွက်သုံးမဲ့အစားအင်ချေမဲ့ပြီးဒုက္ခရောက်နေတဲ့ American စစ်မှုထမ်းဟောင်းတွေအတွက်သုံးသွားမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် သတင်းအဖြစ်ဆောင်ကတော့ CBS News ကမေလ10ရက်2025မှာတင်ဆက်သွားတာကတော့ပြီးခဲ့တဲ့တောက်ကြနေ့မှာသမ္မတ Donald Trump ဟာအမေရိကန်နိုင်ငံအတွက်ရွရွချွန်ချွန်တိုက်ပွဲ ဝင်ခဲ့ကြပြီးအခုတော့အိုမင်းမစွမ်းဖြစ်ပြီးအိုးအိမ်မဲကလမ်းဘေးမှာရောက်နေပြီးအိမ်ခြေမဲ့နေတဲ့စစ်ပြန်စစ်မှုထမ်းများအတွက်လုံခြုံစွာနေထိုင်သွားနိုင်ရန် Los Angeles မှာရှိတဲ့စစ်မှုထမ်းဟောင်းတွေရဲ့ စေဘက်ဆိုင်ရာအဆောက်အဦနဲ့တောင်ဝင်းနယ်မြေမှာအမေရိကရဲ့ပြည်နယ်90ထဲမှာမှ အကြီးမားဆုံးသောစေကူတော်ခွင့်ရပြီးနေထိုင်နိုင်သွားရန်အဆောက်အဦများစောက်လုပ်သွားမယ်လို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။အခုအမိန့်ဟာ အမေရိကရဲ့စစ်ပြန်စစ်မှုထမ်းဟောင်းဌာနရဲ့ဝင်ကြီးစီချက်ချင်းရောက်ရှိသွားပြီးအဲ့ဒီအစီအစဉ်အရ Los Angeles မှာစတင်ပြီး ခြေတလုံးအိမ်တိုင်ဖြစ်နေတဲ့ရဲဘော်ရဲဘက်တွေအဟောင်းတွေနဲ့အမေရိကနေမီအနှံ့မှာရှိနေကြတဲ့အင်ဂျီမဲ့စစ်မှုတန်းဟောင်းများဘဝတွေပြတ်ပြီးတော့ငူးရစ်သားကောင်ဘဝတို့မရောက်တဲ့မဲ့ရောက်နေတဲ့စစ်ပြန်များဟာစေကူတာခွင့်တွေရရှိသွားမှာဖြစ်ပြီးငူးရစ်ဆေးဝါးအရက်တွေဖြတ်နိုင်ပြီးပြန်လည်ငင်းညမ်းတဲ့ဘဝတွေလုံခြုံတဲ့ဘဝတွေအိုးအိမ်တွေနဲ့နေထိုင်နိုင်သွားမှာဖြစ်ပြီးအလုတ်အကိုင်းအခွင့်အလန်းတွေလည်းပြန်လည်ရရှိလာမှာဖြစ်ပါတယ် အခုစီမံမဲ့ project အတွက်ကုန်ကြမဲ့ငွေတွေဟာဆိုရင်တော့ရခင်ကအမေရိကကိုနှီးမျိုးစုံနဲ့ခိုးဝင်ကျူးကျော်ရောက်ရှိလာတဲ့သူတွေအတွက် နေထိုင်ရန်အိမ်ယာတွေစီစဉ်ပေးတာတွေစားတောက်စရာတွေစီစဉ်ပေးတာတွေစေကူတာစီးတွေကိုအကုန်ရပ်တန့်လိုက်ပြီးတော့အဲ့ဒီထွက်လာမဲ့ငွေတွေကိုနိုင်ငံအတွက်အလုတ်လုပ်ခဲ့ပြီးအခုတော့လမ်းဘေးရောက်ပြီးအိုးအိမ်မဲ့နေတဲ့အမေရိကန်နိုင်ငံသားစစ်ပြန်စစ်မှုတန်းတွေအတွက်သုံးဆွဲသွားမှာဖြစ်ပြီး 2028မှာတော့ Los Angeles ပြည်နယ်တစ်ခုတည်းနဲ့အိုးအိမ်မဲ့အယောက်6000လောက်အားကူညီသွားနိုင်မယ်လို့သတင်းရရှိပါတယ်။အဲ့ဒီအမိန့်ထဲမှာထပ်မံပါရှိတာကတော့တမရထရမ်ကအမေရိကရဲ့စစ်မှုထမ်းဟောင်းတွေဟာနိုင်ငံရဲ့တရားကောင်းတွေဖြစ်လို့ကျွန်တော်တို့ဟာသူတို့ကိုတရားကောင်းတွေလိုပဲဆက်ဆံရမှာဖြစ်ကြောင်းဗဟုအစိုးရကနိုင်ငံတော်လုံးကအစိုးရဌာနပိုင်းတွေကိုညွှန်ကြားလိုက်ပြီးနောက်ညွှန်ကြားချက်နောက်တစ်ခုကတော့ စစ်ပြန်စစ်မှုတန်းဌာနအတွက်ဖြစ်ပြီးအဲ့ဒီဌာနမှာစစ်ပြန်စစ်မှုတန်းတွေဟာအလုတ်ထဲကနေထုတ်ပြစ်ခံရသူတွေအတိတ်မှာရှိခဲ့ရင်အဲ့ဒီလူတွေကိုအကုန်ပြန်လက်ခံစစ်ဆေးပြီးတော့အလုတ်ထဲသို့ပြန်လည်ခေါ်ယူရမှာဖြစ်ပြီးအလုတ်ဖြုတ်ခံရတဲ့အချိန်ကစပြီးအလုတ်ပြန်ရတဲ့နေ့အထိဂျားကာလာမှာလစ်လက်ခဲ့ပြီးမရခဲ့တဲ့လဆောင်ငွေတွေအားလုံးကို ပြန်ပေးရန်ညွှန်ကြားလိုက်ပြီးဖြစ်ပါတယ် အခုတော့အဲ့ဒီကြောင်းဝင်းဟာခိုးဝင်ကျူးကျော်တွေအတွက်စောက်ထားတဲ့အင်ယာတွေကို ice အဖွဲ့ကရှင်းလင်းနေရပြီးခိုးဝင်ကျူးကျော်တွေကိုနေရပြန်ပို့နေပါတယ်2024မှာဖွင့်ခဲ့တဲ့ဒီအင်ယာတွေမှာတော့ခိုးဝင်ကျူးကျော်မိသားစုရောက်2000လောက်နေထိုင်ကြပြီးအဲ့ဒါတွေကိုဖယ်ရှားပြီးရင်တော့အမေရိကရဲ့စစ်ပြန်စစ်မှုတန်းတွေလမ်းပေးရောက်နေတဲ့ခြေစလုံးအိမ်တိုင်ဖြစ်နေတဲ့နိုင်ငံသားတွေရဲ့ မတန်မစွမ်းနေအတွက်နေရာချထားပေးသွားမှာဖြစ်ပါတယ်။အဲဒီ Los Angeles အနောက်ဘက်ကဒီကျောင်းဝင်းဟာဆိုရင်ဧကပေါင်း388ဧကကျယ်ဝန်းပြီးဆယ်စုနှစ်ပေါင်းများစွာထိန်းချုပ်မှုကင်းမဲ့နေပြီးငွေကြေးချမ်းသာနေတဲ့သူတွေကပုပ်ပလီကကျောင်းတွေလာပြီးဖွင့်ပြီးတော့ University of California ကလည်းသူတို့ရဲ့ baseball team ကိုအဲ့ဒီစစ်ပြန်စစ်မှုတန်းအဖွဲ့ရဲ့ကျောင်းဝင်းထဲမှာဖွင့်လှစ်ထားခဲ့ပါတယ်။ အဲ့ဒါကြောင့်တမလဒေါ်နယ်ထရမ့်ကအဲ့ဒီကြောင်းဝင်းတဲ့ကပုပ်ပလီကကြောင်းတွေကဘေ့စ်ဘောတီးမ်တွေကခိုးပင်ကျူးကျော်တွေကိုပါ မောင်းထုတ်ဖယ်ရှားပြီးသူ့နိုင်ငံရဲ့တရေကောင်းတွေအတွက်အိမ်ချမ်းမြေတွေစောက်ထုတ်သွားမယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်ခြေတုံးအိမ်တိုင်ဖြစ်နေတဲ့အမေရိကရဲ့ပြည်နယ်ပေါင်းစုံမှာရှိနေကြတဲ့မတန်မဆွမ်းတွေရဲ့စစ်ပြန်စစ်မှုတန်းတွေဟာလာရောက်ကြပြီးစီးရင်ပြေးသွင်းကြရန်ထရမ့်ကဖိတ်ခေါ်လိုက်ပါပြီ။ ကိုယ်သားသမီးတွေကို ကိုပြန်ကြည့်တဲ့ဖခင်တယောက်ရဲ့လုပ်ရက်ပဲလို့ပဲမြင်မိပါတယ်။အခုတော့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂေဗင်နျူဆန်က Los Angeles ပြည်နယ်တစ်ခုလုံးကခရိုင်အုပ်ချုပ်ရေးမှူးတွေကိုမြို့တော်ဝင်တွေကိုဖိတ်ခေါ်ပြီးတော့ ICE အဖွဲ့ကိုလိုရာမှန်သမျှပူးပေါင်းကူညီပြီး Los Angeles မှာရှိတဲ့ခိုးဝင်ကျူးကျော်တရားမဝင်မှန်သမျှကိုရှာဖွေရှင်းလင်းပစ်ဖို့ Los Angeles မှာလက်ရှိရှိနေတဲ့စစ်မှုထမ်းဟောင်းတွေအမေရိကန်နိုင်ငံသားဖြစ်ပြီးခြေတလုံးအိမ်တိုင်ဖြစ်နေတဲ့သူတွေမတန်မစွမ်းသူတွေအရေးအတွက်ကိုစီရင်ပြုစုကြရန်နဲ့ကိုဗစ်ကျူးကျော်တွေအတွက်ကုန်ကြမ်းစည်းအားလုံးကိုရပ်တန့်ပြီးအဲ့ဒီငွေတွေကိုအမေရိကရဲ့အိုးအိမ်မဲ့တွေကိုကူညီမဲ့ဒီ project အတွက်သုံးစွဲရန်ဘ ਹੁ အစိုးရကချပေးသွားမှာဖြစ်ပြီးကိုယ်နိုင်ငံသားချင်းချင်းစစ်ပြန်တရေကောင်းတွေကို ကာကွယ်ပေးပြီး တို့ရဲ့ဘဝတွေလမ်းကောင်းပေါ်လမ်းမှန်ပေါ်ပြန်လဲရောက်ရှိတော့အောင်လှုပ်ဆောင်ကြဖို့မှာကြားလိုက်ပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာတည်င်းကားတော့ဒီတော့ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့တည်င်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပါမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye